အမေရိကန်တနိုင်ငံလုံးကိုအိတ်ကက်ထဲထည့်ထားနိုင်တဲ့ JP Morgan ဆိုတာဘာတူလဲအမေရိကရဲ့ခရိုနီကြီးစားကြီး US အစိုးရကိုဘလို့ကြိုးကင်ချဲလဲနေတယ်လဲစကားတခွန်ဒါမှမဟုတ်ခဲနဲ့တစ်ချက်ရွှေ့လိုက်ရုံနဲ့ကုမ္ပဏီတခုကိုဒေဝါလီခံရမဲ့ဘေးကနေကယ်တင်နိုင်တယ်လို့ဒေဝါလီခံရအောင်လဲလုပ်နိုင်စွမ်းရှိခဲ့ပါတယ်တချို့ကသူ့ကိုမုန်းမိမဲ့တချို့ကတော့ချီးကျူးခဲ့ကြပါတယ်သူ့လိုလူမျိုး နောက်ထပ်ပေါ်လာအောင်မှမဟုတ်ပါဘူးအခုပြောပြချင်တာကတော့ JP Morgan ရဲ့ဘဝစာကြောင်းပဲဖြစ်ပါတယ် သူဟာပထမဆုံးဘီလီယံနာကုမ္ပဏီကိုပိုင်ဆိုင်ခဲ့သူပါအမေရိကန်ရဲ့အမျက်စုံအများဆုံးစီးပွားရေးလုပ်ငန်းတွေကိုလည်းလွှမ်းမိုးထားနိုင်ခဲ့ပါတယ်တချို့ချိန်တွေမှာဆိုရင်အမေရိကန်စီးပွားရေးတစ်ခုလုံးဟာသူ့ရဲ့ဆုံးဖြတ်ချက်တွေပေါ်မှာမူတည်နေခဲ့ရပါတယ်ဒါကတော့ JP Morgan ရဲ့ဇလန်းပါပဲ John Pierre Bond Morgan အတူကောက် JP Morgan ကို1838ခုနှစ် Connecticut ပြည်နယ်မှာမွေးဖွားခဲ့ပြီးချမ်းသာကြွယ်ဝတဲ့မိသားစုကနေဆင်းသက်လာခဲ့ပါတယ် ဖခင်ဖြစ်သူ Junior Spencer Morgan ကလည်းချမ်းသာကြွယ်ဝတဲ့ဘန်လုံငန်းရှင်တဦးဖြစ်တော်မလို့ဂျွန်ကိုအကောင်းဆုံးပညာရေးတွေပေးခဲ့ပါတယ်။ဖခင်ကဂျွန်ကိုဘန်လုံငန်းရှင်ဖြစ်သူ့ခြေရာနင်းစေခြင်းခဲ့ပါတယ်။ချမ်းသာတဲ့မိသားစုကနေမွေးဖွားလာပေမဲ့ဂျွန်ရဲ့ငယ်ဘဝကတော့ပျော်စရာမရှိခဲ့ပါဘူး။သူဟာအမဲလိုလိုချောင်းဆိုးတာခေါင်းတချမ်းကိုက်တာလိုယောဂါတွေခံစားခဲ့ရတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူ့ရဲ့ကျမ်းမာရေးအခြေအနေကြောင့်တခြားကလေးတွေနဲ့အပြင်မှာဆော့ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ ရိစာအိမ်ထဲမှာပဲစာဖတ်တာဒါမှမဟုတ်ဘန်နာရေးဆိုင်ရာစီရင်ခံစာတွေကိုဖတ်ရှုတာမျိုးပဲလုပ်ခဲ့ရပါတယ်။တချိန်ထဲမှာပဲဂျွန်ဟာ recumatic fever အဆင်မြေရောင်ရမ်းတာကြောင့်လှုပ်ရှားမရဖြစ်သွားတဲ့အခါမှာတော့ဖခင်ကသူ့ကို Atlantic သမုဒ္ဒရာအလယ်မှာရှိတဲ့အဇာအစ္စလမ်ကိုတယောက်ထဲသွားနေစေခဲ့ပါတယ်။ဖခင်ကအဲဒီကရာသီဥတုနဲ့စားငံလေးတွေကဂျွန်ကိုပြက်လဲပြန်လဲတက်တာလာစေလိမ့်မယ်လို့ယုံကြည်ခဲ့တာပါ။ဒါကြောင့်ဂျွန်ဟာမိသားစုမပါဘဲအဲ့ဒီဂျွန်ပေါ်မှာတနှစ်နီးပါးနေခဲ့ရပါတယ်။ ကျမ်းမာလာတဲ့အခါမှာတော့ပညာဆက်လက်သင်ယူခဲ့ပါတယ်1859ခုနှစ်မှာတော့ဂျွန်ဟာဘော့စတွန်ဆွစ်ဇာလန်နဲ့ဂျာမနီတို့မှာပညာသင်ကြားခဲ့ပြီးအသက်16နှစ်အရွယ်မှာတော့အလုပ်လုပ်ဖို့အဆင်သင့်ဖြစ်နေပါပြီအဲ့ဒီအချိန်မှာဂျွန်ရဲ့ဖခင်ဟာလန်ဒန်ခြေဆိုင်ကုန်သွယ်မှုဘဏ်လုပ်ငန်းဖြစ်တဲ့ George Pitbury and Company ရဲ့ Junior Partner အငယ်တန်း Partner တူဖြစ်နေပါပြီဖခင်ရဲ့ကျေးဇူးကြောင့်ဂျွန်ဟာ American Banner ရဲ့လောကရဲ့ဗဟိုချက် Wall Street မှာရှိတဲ့ဘဏ်လုပ်ငန်းတစ်ခုမှာအလုပ်ရခဲ့ပါတယ် အဲ့ဒီဘဏ်လုပ်ငန်းကနိုင်ငံသားကုမ္ပဏီတွေရဲ့ American နိုင်ငံရှိအကျိုးစီးပွားတွေကိုကြီးစုပေးတဲ့အဖွဲ့အစည်းပါ။ဂျွန်ရဲ့အလုပ်တစ်ခုကတော့ American နိုင်ငံမှာဖြစ်ပျက်နေတဲ့ဘဏ္ဍာရေးနဲ့နိုင်ငံရေးအခြေအနေတွေကိုဖခင်ရဲ့ကုမ္ပဏီစီအစီရင်ခံတာရေးသားပေးပို့ရတာပါ။အဲ့ဒီချိန်တုန်းက American ဟာစီးပွားရေးဖွံ့ဖြိုးဆဈေးကွက်တစ်ခုဖြစ်နေသေးပါ။ဒါပေမဲ့ငယ်စဉ်ကတည်းကဂျွန်ရဲ့ဖခင်ကသူ့သားဟာအလွန်မင်းစိတ်မထိန်နိုင်ပဲပူပန်လွယ်တာကြောင့်အောင်မြင်တဲ့ဘဏ်လုပ်ငန်းရှင်တယောက်ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့စိုးရိမ်ခဲ့ပြီး စိတ်ထိန်ချုပ်မှုနဲ့တာဝန်ယူမှုကိုသင်ယူဖို့လိုတယ်လို့ယူဆခဲ့ပါတယ်။ဥပမာအဖြစ်1859ခုနှစ်မှာ New Orleans ကိုခရီးထွက်နေတော့ဂျွန်ဟာစိတ်ကန်းကိုရောက်လာတဲ့ဘရာဇီးကော်ဖီအိတ်တွေအားလုံးကိုဝယ်ယူဖို့အတွက်ကုမ္ပဏီတွေကိုအသုံးပြုပြီးမစင်မကျင်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ဝယ်သူမရှိသေးပဲရောက်လာတဲ့ကော်ဖီတွေပါ။ဂျွန်ကကော်ဖီတွေကိုပြန်ရောင်းပြီးကောင်းကောင်းအမြတ်ရခဲ့ပေမဲ့ဂျွန်ရဲ့ဖခင်ပါဝင်ဘန်ရဲ့ဝါရင်အဖွဲ့ဝင်တွေကတော့ဒီလိုဆွတ်လာရတဲ့လောက်ရမျိုးကိုလုံးဝမကြိုက်ခဲ့ပါဘူး။ ဒါကြောင့်1861ခုနှစ်အသက်24နှစ်အရွယ်မှာဂျွန်ဟာအခြေကြပိသားကုမ္ပဏီတစ်ခုကနေထွက်ခွာပြီးသူ့ကိုယ်ပိုင်ကုမ္ပဏီကိုတည်ထောင်ခဲ့ပါတယ်။ဒီကုမ္ပဏီကအင်္ဂလန်မှာရှိတဲ့ဖခင်ရဲ့ဘဏ်အတွက်ကိုယ်စားလှယ်အဖြစ်ဆက်လက်ဆောင်ရွက်ပေးခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲဂျွန်ဟာသူ့ရဲ့ပထမဆုံးအချစ်ဖြစ်တဲ့အမ်မလီယာဆိုတဲ့နာမကျန်းတဲ့အမျိုးသမီးငယ်တူကိုလက်ထပ်ခဲ့ပါဗျ။ခဏတာတော့ဂျွန်ဟာဘဝမှာအပျော်ဆုံးချိန်တွေကိုပိုင်ဆိုင်ခဲ့ပါဗျ။ ါပေမဲ့အမ်မလီယာဟာမကြခင်မှာပဲချောင်းဆိုးတာမပြတ်ဝဲဖြစ်လာပြီးနောက်ပိုင်းမှာတီဗီယောဂါလို့အတီးပြုတ်ခဲ့ပါတယ်။ဒါကြောင့်မင်္ဂလာဆောင်ပြီးခြင်းဂျွန်ဟာသူ့ဇနီးကိုမြေထဲပင်လယ်ဘက်ကိုခရီးရှည်ထွက်ခဲ့ပါတယ်။ငယ်စဉ်ကဂျွန်ရဲ့ဖခင်သူ့ကိုကျမ်းမာရေးအတွက်လှုပ်ပေးခဲ့တယ်လို့ပဲရာသီဥတုအသက်ကသူ့ဇနီးရဲ့ကျမ်းမာရေးကိုပြန်ကောင်းစေမယ်လို့မျှော်လင့်ခဲ့တာပါ။ဒါပေမဲ့အချင်းဤပါပဲ။ဂျွန်ရဲ့ဇနီးဟာသူ့တို့မင်္ဂလာဆောင်ပြီး၄လအကြာမှာပဲကွယ်လွန်သွားခဲ့ပါတယ်။ ဒါကြောင့်ဂျွန်ဟာအသက်24နှစ်မှာပဲမုတ်ဆိုးဖို့ဖြစ်သွားခဲ့ရပါတယ်။ဇနီးတွေကိုဆုံးရှုံးပြီးတာနဲ့ဂျွန်ဟာသူ့အလုပ်ထဲကိုပို့ပြီးနက်နက်ရှိုင်းရှိုင်းထက်ထဲဝင်ဝင်လုပ်ကင်ခဲ့ပါတယ်။ဂျွန်ဟာသူ့ရဲ့ပုံကိုယ်ရေးအခက်အခဲတွေဖြတ်သန်းနေချိန်မှာပဲအမေရိကန်ပြည်ထောင်စုမှာလည်းပြည်ရင်းစစ်ဖြစ်ပွားနေခဲ့ပါတယ်။1863ခုနှစ် Conscription Act စစ်မှုမထမ်းရဥပဒေကြောင့်ဂျွန်လဲစစ်ထဲဝင်ရမှာဖြစ်ပေမဲ့သူဟာစစ်ထဲမဝင်ဘဲစစ်မှုထမ်းရန်အတွက်ဒေါ်လာ300ပေးပြီး သူ့အစားတခြားသူတယောက်ကိုဝင်ရောက်စေခဲ့ပါတယ်။ဒါပေမဲ့ဂျွန်ဟာစစ်ပွဲထဲမှာမပါဝင်ခဲ့ဘူးလို့ပြောလို့မရပါဘူး။တကယ်တော့သူဟာစစ်ပွဲကနေအများကြီးအမျက်ဆုံးရခဲ့ပါတယ်။ထင်ရှားတဲ့ဥပမာတစ်ခုကတော့သူဟာအစိုးရစီကနေအသုံးဝင်တော့ဘူးလို့သတ်မှတ်ထားတဲ့ Hawk Carbine Rifle 9000ကိုတလက်ကို3.53ညဒေါ်လာနဲ့ဝယ်ယူဖို့ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။ဒါပေမဲ့အဲဒီလက်နက်တွေဝယ်တဲ့ Consortium စီးပွားရေးလုပ်ငန်းအဖွဲ့ကအသေးအမွှားပြုပြင်မုန်းမှန်မှုတွေလုပ်ပြီး ။မကြာခင်မှာပဲအဲ့ဒီ rifle တွေကိုအစိုးရကိုတလက်ကို22ဒေါ်လာနဲ့ပြန်ရောင်းခဲ့ပါရယ်။ဒါဟာ600ရာခိုင်နှုန်းကျော်ဈေးတက်တာဖြစ်ပြီးဂျွန်အတွက်အလွန်အမြတ်အဆုံးများတဲ့လုပ်ငန်းဖြစ်ခဲ့ပေမဲ့ဒီလိုစစ်ပွဲကနေအမြတ်ထုတ်တာကိုတော့ပြည်သူတွေနဲ့အစိုးရကလုံးဝမကြိုက်ခဲ့ကြပါဘူး။ဒါပေမဲ့ဒါဟာဂျွန်ရဲ့အသေးမွှားဆုံးပြဿနာလို့ပြောနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂျွန်ဟာမကြခင်မှာပဲပိုကြီးမတဲ့အငင်းပွားမှုတွေနဲ့ရင်ဆိုင်ရတော့မှာပါ။1881ခုနှစ်မှာဂျွန်ဟာ နိုင်ငံရဲ့ထိပ်တန်းဗန်ဒါရေးလုပ်ငန်းရှင်တွေကတူဦးဖြစ်တဲ့အန်တိုနီဒရက်ဆယ်နဲ့ပူးပေါင်းမှုအခွင့်အလမ်းကောင်းကိုမြင်ခဲ့ပါတယ်။သူတို့နှစ်ဦးပေါင်းပြီး Drexel Morgan and Company Private Merchant Banking House ကိုတည်ထောင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒီကုမ္ပဏီကို JP Morgan and Company လို့အမည်ပြောင်းလိုက်ခဲ့ပြီးဂျွန်ဟာသူ့ဘဝတစ်ချောင်းလုံးဒီကုမ္ပဏီကိုစီမံခန့်ခွဲခဲ့ပါတယ်။ဒီကုမ္ပဏီဟာဒီနှစ်ခေတ်မှာကျွန်တော်တို့သိကြတဲ့ကြီးမားတဲ့ဘဏ်လုပ်ငန်းကြီး JP Morgan Chase ရဲ့ရှေ့ပြေးဖြစ်ခဲ့ပါတယ်။ ဂျွန်ရဲ့အလုတ်ကိုင်းအစောပိုင်းကာလတွေမှာတော့သူဟာကြွယ်ဝတဲ့ရင်းနှီးမြုပ်နှံသူတွေနဲ့စုံဦးတည်ထွင်သူတွေကိုအတူချိတ်ဆက်ပေးပြီးအမျက်အစွန်းတွေရရှိခဲ့ပါတယ်။ဒါပေမဲ့ဂျွန်ရဲ့ကိုပိုင်ချမ်းသာမှုနဲ့နာမည်ကုန်သတင်းပုံမကြီးမားလာတာနဲ့အမျှဒီ project တွေအများကြီးကိုသူ့ကိုပိုင်ငွေကြေးနဲ့ထောက်ပံ့နိုင်လာခဲ့ပါတယ်။ဂျွန်ဟာသူ့ရဲ့ပထမဆုံးအကြီးစားရင်းနှီးမြုပ်နှံမှုကတော့ American Beer ထားစနစ်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကတော့တခြားကြီးမားတဲ့စက်မှုလုပ်ငန်းအများစုဟာဆိုရင် ကာနဂီကတံမရီလုပ်ငန်းကိုလွှမ်းမိုးထားသလိုရော်ကီဖဲလာကရေနံလုပ်ငန်းကိုလွှမ်းမိုးထားသလိုပဲလုပ်ငန်းရှင်တဦးတည်းကချုပ်ကင်ထားကြပါတယ်။ဒါပေမဲ့မြရထားလုပ်ငန်းကိုတော့တဦးတည်းကချုပ်ကင်ထားတာမဟုတ်ပါဘူး။လမ်းကြောင်းချင်းဆင်တူတဲ့ကုမ္ပဏီတွေအများကြီးပြိုင်ဆိုင်နေကြတာကြောင့်ဖောက်သည်တွေရဖို့အတွက်ဈေးနှုန်းတွေကိုအပြိုင်ဆိုင်လျှော့ချနေကြကြပါတယ်။ဒါပေမဲ့တခြားသူတွေကမြရထားလုပ်ငန်းကိုပြိုင်ဆိုင်မှုပြင်းထန်တဲ့လုပ်ငန်းလို့မြင်ကြပေမဲ့ဂျွန်ကတော့အခွင့်အရေးလို့မြင်ခဲ့ပါတယ်။သူက ပေါင်းစည်းခြင်း consolidation ကအဖြေလို့ခံသားခဲ့ပါတယ်။ဆိုလိုတာကရှင်ပြိုင်နေမဲ့စာမြစ်ထားလုပ်ငန်းတွေကိုပေါင်းစည်းလိုက်တာပါ။ဂျွန်ကလုပ်ငန်းတစ်ခုက ပိုကြီးလာတာနဲ့မျှ economy soft scale အစုလိုက်ပြောင်းလိုက်ထုတ်လုပ်မှုကြောင့်ကုန်ကျစရိတ်တက်တာခြင်းကနေပိုပြီးအကျိုးမြတ်ရနိုင်တယ်ဆိုတာကိုသိခဲ့ပါတယ်။ဒါကြောင့်ဂျွန်ရဲ့ကြီးမန်းချက်ကကုမ္ပဏီငယ်လေးတွေအများကြီးကိုပေါင်းပြီးတခုတည်းသော စုပေါင်းလုပ်ငန်းကြီးဖြစ်ပြောင်းလဲဖို့ပါပဲ။ ရုတ်တရက်ဆိုသလိုသူတို့ဟာတဦးနဲ့တဦးရှင်းပြိုင်ပြီးဈေးနှုန်းတွေ short ချနေမဲ့အစားအနီးအနားကမရထားလမ်းတွေအားလုံးကိုပိုင်ဆိုင်ထားတာကြောင့်သူတို့လိုချင်တဲ့ဈေးနှုန်းတွေကိုသတ်မှတ်နိုင်ခဲ့ပါတယ်။ဒါကြောင့်ဂျွန်ဟာမရထားလုပ်ငန်းအများပြားမှာအများကြီးရင်းနှီးမြှုပ်နှံခဲ့ပြီးစတင်ပေါင်းစည်းခဲ့ပါတယ်။သူကဗန်နာရေးခက်ခဲရှိနေတဲ့မရထားကုမ္ပဏီတွေကိုသိမ်းပိုက်ပြီးသူတို့ရဲ့စီမံခန့်ခွဲမှုနဲ့လုပ်ငန်းခွင်စမ်းဆောင်ရည်တွေကိုပြောင်းလဲပစ်ခဲ့ပါတယ်။ ပြီးတော့ကုမ္ပဏီငယ်လေးတွေကိုပေါင်းပြီးလွှမ်းမိုးနိုင်တဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်ဖန်တီးခဲ့ပါတယ်။အဲဒီကုမ္ပဏီကကြံနေတဲ့ပြိုင်ဘက်တွေကိုခြေမုံသိမ့်ပိုက်နိုင်ခဲ့ပါတယ်။ဂျွန်ဟာဒီနီးဗျူဟာကိုအောင်မြင်စွာအသုံးပြုခဲ့တာကြောင့်သူ့နာမည်ကိုအစွဲပြုပြီး Morganization လို့တောင်အမည်ပေးခဲ့ကြပါတယ်။ဂျွန်ဟာအဲဒီအချိန်ကတခြားစီးပွားရေးသမားတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေနဲ့မတူတဲ့အချက်ကတော့သူဟာဒီကုမ္ပဏီတွေရဲ့ corporate စီမံခန့်ခွဲမှုမှာအလွန်တက်ကြွတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တာပါ။ ဂျွန်ဟာရှယ်ယာတွေဝယ်ပြီးငြိမ်ငြိမ်လေးထိုင်ပြီးအမျက်စွန်းတွေရဖို့လောက်နဲ့အားမရခဲ့ပါဘူး။သူကထိန်ချုပ်မှုကိုတောင်းတခဲ့တဲ့လူတစ်ယောက်ပါ။ဂျွန်ဟာဆုံးဖြတ်ချက်ချမှတ်သူ ဖြစ်ချင်ခဲ့တာပါ။ဒါကြောင့်သူကဒရိုက်တာဘုတ်ဖွဲ့တွေမှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုရှိတဲ့ယာရုကိုအမြဲအသုံးပြုပြီးကုမ္ပဏီကိုသူလိုချင်သလိုဥဆောင်ခဲ့ပါတယ်။သူဟာဒီမီးရထားကုမ္ပဏီမျိုးမျိုးရဲ့ခေါင်းဆောင်မှုတွေကိုသူ့စိတ်ကြိုက်ပြန်လည်ပြင်ဆင်ပြီးသူ့ကိုယ်သူဥဆောင်သူဖြစ်ထားပြီး Monopolies Monopolies Enterprise တွေဖြစ်စုစည်းခဲ့ပါတယ်။ မိရထားကုမ္ပဏီတွေကသူစီမှာအကူအညီလာတောင်းတဲ့အခါသူကအပြည့်အဝထိန်းချုပ်ခွင့်မပေးရင်ငြင်းဆန်ခဲ့ပါတယ်။ဒါကဂျွန်ကိုသူ့လိုချင်တဲ့အာဏာကိုရရှိစေအောင်သောမကပုံမိုတည်ငိမ့်တဲ့လုပ်ငန်းတစ်ခုကိုလည်းဖန်တီးပေးခဲ့ပါတယ်။ဒါကလည်းပုံမိုများပြားတဲ့ယင်းနှိမ့်မြှုပ်နှံမှုတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ဂျွန်ကြောင့်အမေရိကန်မိရထားကုမ္ပဏီတွေစီကိုဥရောပကနေငွေတွေစီးဝင်လာခဲ့ပါတယ်။ဒါကဂျွန်ကို ပိုပြီးချမ်းသာကြွယ်ဝစေခဲ့ပါတယ်။ ဂျွန်ဟာမိရထားလန်းတွေကိုဆက်လက်ဝယ်ယူခဲ့ပြီးသူ့ရဲ့အရင်အောင်မြင်မှုတွေကိုအမြဲကြော်လွန်ပြီးပုံမိုကြီးမားတဲ့ရည်မှန်းချက်တွေထားရှိလိုခဲ့ပါတယ်။ဥမာအဖြစ်သူဟာ William Vanderbilt စီကနေ American မှာထင်ရှားတဲ့မိရထားလန်းတွေတဲကတစ်ခုဖြစ်တဲ့ New York Central Railroad ရဲ့ share နှစ်သိန်းခွဲကိုဝယ်ယူခဲ့ပါတယ်။နောက်တစ်ထပ်မှာတော့သူဟာ American ပြည်ထောင်စုမှာအကြီးဆုံးမိရထား Bond ငွေချေးစာချုပ်အယောင်းဝယ်ကိုပြုလုပ်ခဲ့ပါတယ်။ Northern Pacific Railroad ပြည်စည်းဖို့အတွက်ဒေါ်လာ340တန်ဖိုးရှိတဲ့ဘွန်းတွေရောင်းချခြင်းကိုအာမခံပေးခဲ့ပါတယ်။မကြာခင်မှာပဲဂျွန်ဟာ American ရဲ့မိရထားလန်းအလုံးရဲ့၃ဘုံတစ်ဘုံကိုပိုင်ဆိုင်ခဲ့ပါတယ်။အဲ့ဒီချိန်တုန်းက American Stock ဈေးကွက်တန်ဖိုးရဲ့60ရာခိုင်နှုန်းဟာမိရထားကုမ္ပဏီတွေနဲ့ပတ်သက်နေပါတယ်။တနည်းအားဖြင့်ဂျွန်ဟာချမ်းသာကြွယ်ဝတဲ့ဘဏ်လုပ်ငန်းရှင်တဦးတသက်မဟုတ်တော့ဘဲမိရထားလုပ်ငန်းကြီးတွေကိုပုံဖော်ပေးနေသူပြန်လည်ဖွဲ့စည်းမှုတွေနဲ့ပူးပေါင်းမှုတွေမှာအကြီးအကျယ်ပါဝင်ပတ်သက်နေသူဖြစ်လာခဲ့ပြီး ဒါတွေအားလုံးကသူ့ရဲ့အာနာနဲ့ချမ်းသာကြွယ်ဝမှုကိုပုံမတိုးပွားစေခဲ့ပါတယ်။သူ့ရဲ့ဆက်မှုလုပ်ငန်းကောင်းဆောင်တို့အဖြစ်ဂုံတရင်ကြီးထွားလာတာနဲ့အမျှသူ့ရဲ့ကြောက်စရာကောင်းတဲ့ပုံမှန်သဏ္ဍာန်ကလည်းပုံမထင်ရှားလာခဲ့ပါတယ်။ဂျွန်မှာအရေးပြားအခြေအနေတစ်ခုရှိခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့နှာခေါင်းကသွေးကြောတွေဟာဆိုရင်ရောင်ရမ်းပြီးပျက်စီးနေခဲ့တာနှီးရဲပြီးယုံဆိုးနေခဲ့ပါတယ်။ဒါပြင် Rhino Fever လည်းရှိခဲ့တာကြောင့်သူ့ရဲ့နှာခေါင်းကပိုပြီးကြီးလာပြီးဝက်ခြံတွေဖုံးနေခဲ့ပါတယ်။ ဂျွန်ဟာသူ့ရဲ့ရုပ်ရည်ကိုအလွန်မင်းစိတ်မလုံခြင်းကိုခဲ့ပဲဓာတ်ပုံရိုက်ခံရတာကိုလည်းဒေါသထွက်ခဲ့ပါတယ်။သူ့ရဲ့မြေးဖြစ်သူရဲ့အဆိုအရဂျွန်ဟာပုံတူပကြီးဆွဲတဲ့အခါတိုင်းသူ့ရဲ့နှာခေါင်းကိုပုံမှန်အတိုင်းပြန်ပြင်ခိုင်းခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့ဓာတ်ပုံတွေမှာတိတ်မသိတာတာပါ။ဒါပေမဲ့သူ့ရဲ့ထင်ရှားတဲ့မျက်နှာသွင်းပြင်တွေထွားကြိုင်းတဲ့ကိုလုံးကိုယ်တွေနဲ့ပြင်းထန်တဲ့စကားပြောဝင်တွေအားလုံးကဂျွန်ကိုကြောက်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်ပေါ်နှင်စေခဲ့ပါတယ်။ဒါပေမဲ့1900တခုနှစ်မှာတော့ဂျွန်ဟာ သူ့ကိုရင်ဆိုင်မဲ့သူတယောက်ကို တွေ့ရှိခဲ့ပုံရပါတယ်။သူကတော့သမရသီအိုဒေါ်ရူးစ်ပဲပါပဲ။ဂျွန်ဟာသူ့ရဲ့ Northern Pacific Railroad ကိုဒေတာရင်းရှိတခြားမြစ်ထားလမ်းတစ်ခုနဲ့ပေါင်းသီးပြီး Northern Security Corporation လို့ခေါ်တဲ့ကြီးမားတဲ့ Holding Company လုပ်ငန်းကြီးတွေရဲ့ Share တွေကို ပိုင်ဆိုင်ထားတဲ့ Company အစ်တစ်ခုကိုဖန်တီးခဲ့ပါတယ်။သူဟာလက်ရှိသမရ William McKinley ဆိုတဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့်ဒီလိုတူဦးတဲ့ချုပ်ကင်မှု Monopolistics Practice တွေလုပ်ခဲ့တာပါ။ဒါပေမဲ့ McKinley လုတ်ကြံခံရပြီးနောက်မှာတော့ Theodore Roosevelt သမ္မတဖြစ်လာခဲ့ပြီးသူကတော့ John လုံနေတာတွေကို မတူညီတဲ့အမြင်နဲ့ရှုမြင်ခဲ့ပါတယ်။ Roosevelt ကတရားရေးဌာနကို John ရဲ့ကုမ္ပဏီကို1890ခုနှစ် Sherman and Destructs at လုပ်ငန်းကြီးတွေတဦးတည်းချုပ်ကိုင်မှုကိုတားမြစ်တဲ့ဥပဒေကိုချိုးဖောက်တယ်ဆိုပြီးတရားစွဲဆိုဖို့အမိန့်ပေးခဲ့ပါတယ်။ဂျွန်ကလည်းတရားရုံးမှာပြန်လည်တိုက်ပွဲဝင်ခဲ့ပါတယ်။ ုမ္ပဏီဟာနောက်ဆုံးမှာတော့ပြိုကွဲသွားခဲ့ပါတယ်။ဒါကအဲ့ဒီလူနှစ်ယောက်ကြားကတင်းမာတဲ့ဆက်ဆံရေးရဲ့အစပဲရှိပါသေးတယ်။ဂျွန်အတွက်တော့ဒါကနည်းနည်းလေးနောက်ဆုတ်သွားရုံသက်သက်ပါပဲ။သူကဒီထက်ပိုပြီးယူသွတ်တဲ့အစီအစဉ်တစ်ခုကိုစီစဉ်နေခဲ့ပါပြီ။ကာနဂီစတီဟာအထွတ်ထိပ်ကိုရောက်နေတဲ့အချိန်မှာသူကစတီးလုပ်ငန်းကိုလွှမ်းမိုးထားပြီးနိုင်ငံထဲမှာတန်ဖိုးရှိဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်ပါတယ်။တစ်နှစ်ကိုဒေါ်လာ340အမြတ်ရနေပြီမြေကာနဂီကတော့အနားယူဖို့အသင့်ဖြစ်နေပြီး တုံးသူ့ကုမ္ပဏီကိုရောင်းချခြင်းနေပါပြီဒါပေမဲ့ဘသူကဝယ်နိုင်ပါလဲဒီနေရာမှာဂျွန်ကဝင်လာတာပါသူကကာနေဂီကိုဈေးနှုန်းသတ်မှတ်ခိုင်းလိုက်တာနဲ့ကာနေဂီကလည်းဒေါ်လာတန်း480လို့သတ်မှတ်လိုက်ပါတယ်ဒါဟာတမိုင်းမှာဘယ်စည်းဝါးရေးလုပ်ငန်းသဘောတူညီချက်ထက်မဆိုပိုများတဲ့ပမာဏပါဒါပေမဲ့ဂျွန်ကချက်ချင်းသဘောတူခဲ့ပြီးနောက်ပိုင်းမှာဒေါ်လာတန်းတရာပိုတောင်းခဲ့ရင်တောင်ဝယ်မှာပဲလို့ဝန်ခံခဲ့ပါတယ် ဂျွန်ဟာ1900ခုနှစ်မှာဒီလိုသမိုင်းတင်ပဲဝယ်ယူမှုကိုလှုပ်ဆောင်ခဲ့ပါဗျ။ဒါကသူ့ရဲ့ရည်မှန်းချက်ကြီးတဲ့အစီအစဉ်ရဲ့အစပဲရှိပါသေးတယ်။သူကကာနဂီစတီးကို Federal Steel Company နဲ့တခြားလုပ်ငန်းအနည်းငယ်နဲ့ပေါင်းစည်းပြီး US Steel Company ကို ဖွဲ့စည်းခဲ့တာပါ။ဒါဟာကမ္ဘာပထမဆုံး Billion Dollar Ten Corporation ဖြစ်လာပြီးဈေးကွက်ရင်းနှီးကဒေါ်လာ1.4တန်း Billion ရှိခဲ့ပါဗျ။နိုင်ရှင်ပြရရင်နိုင်ငံထဲမှာရှိတဲ့ကုန်ထုတ်လုပ်ငန်းအားလုံးရဲ့ ။စုစုပေါင်းအရင်းဒီကဒေါ်လာ6ဘီလီယံပဲရှိပါတယ်။ဒီသဘောတူညီချက်ကြောင့်ဂျွန်ဟာ American Steel ထုတ်လုပ်မှုရဲ့3ပုံ2ပုံလောက်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီချိန်ကအကြီးဆုံးလုပ်ငန်းတစ်ခုဖြစ်တဲ့ Steel နဲ့မိရထားလုပ်ငန်းနှစ်ခုလုံးကိုဂျွန်ကအောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းသွားတဲ့ပဲအချက်တဲတစ်ခုစတင်တော့မှာပါ။1893ခုနှစ်မှာအမေရိကန်ပြည်ထောင်စုဟာမကြုံစဘူးစီးပွားရေးအကျပ်တဲ Depression နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဆယ်သူနှစ်များစွာဇက်တိုက်တိုးတက်မှုတွေနဲ့ထိန်းချုပ်မှုမရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေပြီးတဲ့နောက်စီးပွားရေးဘူပေါင်းကြီးပောက်ကွဲသွားပြီးတော့အမေရိကန်စီးပွားရေးဟာအရှုပ်ထွေးတဲ့ကိုကြာရောက်သွားခဲ့ပါတယ်။ Stock Share တွေဟာတန်ဖိုးရဲ့ထက်ဝက်နီးပါးဆုံးရှုံးပြီးပြိုကျသွားခဲ့ပါတယ်။ထောင်နဲ့ချီတဲ့လုပ်ငန်းတွေထာဝရပိတ်သွားခဲ့ပြီးယာနဲ့ချီတဲ့ဘဏ်တွေဒေဝါလီခံခဲ့ရပါတယ်။တနင်္ဂနွေလုံးမှာအလုပ်လက်မဲ့နှုန်းတွေအဆမတန်မြင့်တက်လာခဲ့ပါတယ်။ဒီအတွက်ဂျွန်ရဲ့ရဲရင်တဲ့အစီအစဉ်ကတော့ နိုင်ငံထဲမှာထင်ရှားတဲ့ဘဏ်လုပ်ငန်းရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းပြီးနိုင်ငံခြားချင်းနှိမ့်နှံသူတွေနဲ့ပူးပေါင်းကအမေရိကန်ရဲ့ရွှေအရန်အင်အားကိုတိုးမြှင့်ဖို့ဖြစ်ပါတယ်။ Cliff Lamb တဘောတူညီချက်ကိုလက်မှတ်ထိုးလိုက်တာနဲ့ဂျွန်ကနယူးယောက်မှာရှိတဲ့သူ့လူတွေကိုကြိုးဖုံးတဲ့အကြောင်းကြားပြီးလှုပ်ဆောင်မှုပြောခဲ့ပါတယ်။၂၂မိနစ်တွင်းမှာပဲသူတို့ဟာရွှေဘုံအားလုံးကိုရောင်းချနိုင်ခဲ့ပါတယ်။ဂျွန်ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကမတိမငြိမ်ဖြစ်နေတဲ့ဘန်နာရေးစေကွက်ကိုချက်ချင်းတည်ငြိမ်စေခဲ့ပြီး စီးပွားရေးပေါ်ယုံကြည်မှုကိုပြန်လည်ရရှိစေခဲ့ပါတယ်။ဂျွန်ဟာသူတယောက်တည်းနီးပါးစီးပွားရေးပြိုလဲမဲ့ဘေးကနေကယ်တင်နိုင်ခဲ့ပါတယ်။ဟုတ်ပါတယ်။သူဟာလိမ္မာပါနေတဲ့စီးပွားရေးသမားတယောက်ဖြစ်တာမို့သူဝယ်ယူခဲ့တဲ့ရွှေဘုံးတွေပေါ်မှာ အမျက်အစွန်းများစွာရရှိခဲ့ပါတယ်။ဂျွန်ဟာအခြေအနေကိုကယ်တင်ခဲ့ပြီးအစိုးရကိုကူညီခဲ့ပေမဲ့ဒါဟာစိုးရိမ်စရာတွေကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။တူရီသောဘန်လုပ်ငန်းရှင်တယောက်ရဲ့ American စီးပွားရေးလုပ်ငန်းတစ်ခုလုံးပေါ် အကြီးအကျယ်ဩဇာလွှမ်းမိုးမှုကိုဖော်ပြခဲ့တာပါတချို့ကသူ့ရဲ့ရည်ရွယ်ချက်တွေဟာတိုင်းပြည်အတွက်တကယ်မျိုးချစ်စိတ်နဲ့လားဒါမှမဟုတ်သူ့ရဲ့ကိုကြိုးစည်းဝါးအတွက်အခွင့်အရေးယူတာတသက်ပဲလားဆိုတာမေးခွန်းထုတ်ခဲ့ကြပါတယ်နောက်တစ်ချိန်ရွေးကောက်ပွဲမှာဗန်ဂျီရီနဲ့အစိုးရကြားကဆက်ဆံရေးဟာဒီမိုကရက်တွေအတွက်အရေးကြီးတဲ့ခေါင်းစဉ်တစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဂျွန်နဲ့သူ့ရဲ့ဘန်လုံငန်းရှင်မိတ်ဆွေတွေက Republican ကိုယ်စားလှယ်လောင်းကိုငွေကြေးအများပြားလှူဒန်းခဲ့ပြီးရွေးကောက်ပွဲကိုအနိုင်ရရှိခဲ့ပါတယ် ဒါကြောင့်လောလောဆယ်မှာတော့ဂျွန်ဟာအစိုးရနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒါဟာဂျွန်အတွက်တော့ American စီးပွားရေးကိုတည်ငြိမ်အောင်ကူညီပေးခဲ့တဲ့တခုတည်းသောအချိန်မဟုတ်ပါဘူး။2009ခုနှစ်မှာတော့နိုင်ငံဟာနောက်ထပ်ပုံမှန်နဲ့ဆိုင်တဲ့ဘန်နာရေးအကြက်တဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်ဘန်အများပြားဒေဝါလီခံရလူနှီးပါဖြစ်ခဲ့ပြီးလူအများပြားကသူတို့ရဲ့ဘန်အကောင့်တွေကနေငွေထုတ်ယူဖို့တန်းစီနေခဲ့ကြပါတယ်။သတင်းတွေအရအစိုးရက ဗန်စီးရီတွေကိုပတ်စံထုတ်ယူမှုနှုန်းကိုရှော့ချနိုင်ဖို့ပတ်စံကို တမင်တကာဖြည်းဖြည်းချင်းရေတွက်ခိုင်းခဲ့ရတယ်လို့ဆိုပါတယ်။လူတိုင်းတပြိုင်တည်းသူတို့ရဲ့ငွေတွေကိုထုတ်ယူခဲ့မယ်ဆိုရင်အဖြတ်စည်းကြီးမနိုင်လို့ပါ။ဒီအချိန်မှာတော့ Roosevelt ကသမ္မတဖြစ်နေပါပြီ။ကျွန်တော်တို့ TV ဒါအတိုင်းသူနဲ့ဂျွန်ကဘယ်ရမှာမှသဘောထားမတိုက်ဆိုင်ခဲ့ကြပါဘူး။ဒါပေမဲ့1908ခုနှစ်အကြက်တဲကအလွန်အမင်းဆိုးရွားတာကြောင့်နိုင်ငံကိုစီးပွားပြက်ကက်ထဲမကြရအောင်ကယ်တင်မှုအတွက် အစိုးရနဲ့စီးပွားရေးလုပ်ငန်းကြီးတွေပူးပေါင်းလှုပ်ဆောင်တာကအမေရိကန်တွက်အကောင်းဆုံးဖြစ်လိမ့်မယ်ဆိုတာကိုသူတို့နှစ်ဦးလုံးသဘောတူခဲ့ကြပါတယ်။ဒါကြောင့် Roosevelt ကအခြေအနေကိုပြန်လည်ကယ်တင်မှု JP Morgan ကိုဖိတ်ခေါ်ခဲ့ပါတယ်။ John ရဲ့မဟာဗျူဟာကတော့ငွေကြေးအများပြားကိုလိုအပ်တဲ့နေရာမှာတုံ့ဆွဲဖို့ပါ။သူကနိုင်ငံရဲ့အကြီးဆုံးဘဏ်တွေနဲ့ Trucks ယုံကြည်အနှံ့ရေးလုပ်ငန်းတွေရဲ့ထိတ်တန့်ဘန်နာရေးသမားဒါဇင်ပေါင်းများစွာကို Madison Avenue မှာရှိတယ်။သူ့ရဲ့ပုတ်ကလေးကစာကြည့်တိုင်းမှာလာရောက်တွေ့ဆုံပြီး အကောင်းဆုံးလှုပ်ဆောင်ရမယ်နီလန်ကိုဆုံးဖြတ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဂျွန်ရဲ့အစီအစဉ်ကတော့သူတို့ထပ်ပုံခဲ့တဲ့ပြိုင်ဘက်တွေမှာရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ပါတယ်။ဂျွန်ကဘန်အချို့ရှောင်လွှဲမရနိုင်ပဲကြာရှုံးကြလိမ့်မယ်ဆိုပေမဲ့တခြားဘန်တွေကတော့ကဲတင်နိုင်သေးတယ်လို့ကောက်ချက်ချခဲ့ပါတယ်။ဒါကြောင့်သူနဲ့သူ့ရဲ့မိတ်ဆွေတွေကဘန်အများပြားမှာငွေအများပြားကိုအနှံခဲ့ကြပါတယ်။ဒါမှသူတို့ကငွေအနှံသူတွေကိုပြန်ပေးနိုင်ပြီးဒေဝါလီခံရခြင်းကနေရှောင်ချနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့စီစဉ်ကိုထုတ်ဖော်ပြသပြီးနောက်ဂျွန်ကဘန်လုံငန်းရှင်တွေသူတို့ချင်းချင်းနှိမ့်နိုင်နေတဲ့အချိန်မှာတကားကိုပိတ်ထားခဲ့ပါတယ်။မနက်ပိုင်းမှာသဘောတူညီချက်ရရှိတဲ့အထိသူတို့ကိုပိတ်ထားခဲ့တာပါ။မနက်ပိုင်းမှာတော့လူတိုင်းဂျွန်ရဲ့စီစဉ်ကိုသဘောတူခဲ့ကြပါတယ်။ဘရုစ်ဘဲရဲ့ခွင့်ပြုချက်နဲ့တူအမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်းဒေါ်လာ25သန်းထည့်ဝင်ခဲ့ပါတယ်။ဒါကသမ္မတကဂျွန်ရဲ့စီးပွားရေးအမြင်ကိုဘလောက်ထိယုံကြည်လေးစားတယ်ဆိုတာပြသနေပါတယ်။ အထူးကြသောကတော့ဂျွန်ဟာဒီအချိန်မှာအသက်80နှစ်ရှိနေပြီဖြစ်ပြီးအေးအေးမိနေတာတော့မှဒီအရာအလုံးကိုညှိနှိုင်းခဲ့တာပါဆိုလိုတာကသူဟာ American စီးပွားရေးကိုကယ်တင်နေတဲ့ချိန်မှာအဆက်မပြတ်ချောင်းဆိုးပြီးနှာချီနေခဲ့ရတာပါဒါပေမဲ့သူ့ရဲ့စီဇန်ကနောက်ဆုံးမှာတော့အောင်မြင်ခဲ့ပါတယ်ဝေဂျေးများပြားစီးပွားရေးတွေကိုပြန်လည်ဝင်ရောက်လာခဲ့ပြီး American Bands နဲ့ပေါ်ပြည်သူလူထုရဲ့ယုံကြည်မှုပြန်လည်ရရှိခဲ့ပါတယ်ဂျွန်ရဲ့လှုပ်ဆောင်ချက်တွေကြောင့်နောက်ထပ်စီးပွားရေးဘေးအန္တရာယ်တစ်ခုကိုရှောင်လွှဲနိုင်ခဲ့ပါတယ် သူဟာတဖန်သူရဲကောင်းအဖြစ်ခဏတာတစိကတ်ခံခဲ့ရပေမဲ့မကြခင်မှာပဲလူတွေဟာသူတို့ဟာလူတယောက်တည်းကိုဘလောက်ထိမှီခိုနေရတယ်ဆိုတာကိုသဘောပေါက်လာခဲ့ကြပါတယ်။သူ꽌လုံပြီးနောက်ဂျွန်ရဲ့တားဖြတ်သူကလုပ်ငန်းကိုဆက်ခံခဲ့ပြီးဆက်လက်ချက်ထွင်ခဲ့ပါတယ်။တကယ်တော့လက်ရှိချိန်ထိတောင်ဒီဘန်ကအရန်ကိုအစွမ်းထက်တယ်ဆိုတဲ့စိုးရိမ်မှုတွေရှိနေပါသေးတယ်။ဒါဟာနှစ်ပေါင်းများစွာ acquisition သိမ်းပိုက်မှုနဲ့ match ပေါင်းစည်းမှုတွေအများပြားလှုပ်ဆောင်ခဲ့တာကြောင့်ဂျွန်ကိုယ်တိုင်ဂုံယူမိတဲ့အရာတွေပါ။ ဥပမာ Bank One, BS Things နဲ့2009ခုနှစ်မှာ Chase Bank နဲ့ပေါင်းစည်းပြီး JP Morgan Chase ကိုဖန်တီးခဲ့တာတွေပါပဲ။ JP Morgan Fake Chicks ဟာဘဏ်လုပ်ငန်းမှာ200နီးပါးပေါင်းစည်းခဲ့ပြီးနောက်ဈေးကွက်အရင်းအနှီးအဖြစ်ကမ္ဘာအကြီးဆုံးဘဏ်ဖြစ်ပြီးခံမှန်းခြေအဖြစ်ပိုင်ဆိုင်မှုဒေါ်လာ3 trillion ရှိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။